မြင်လာပါတီချတီနာဖြစ်ပါတယ်တီချတီနေ့တင်ပါက Great Hammers ရဲ့ Chapter 1လေးတွက်နေတာ Exercise 1.3ရဲ့ Number 5လေးတွက်ပါမယ်တီချက Great 10 11 12ကိုပညာဒါနသင်နေတာဖြစ်တဲ့အတွက်10ပြီးရင် Great 10ပြီးရင်11 11ပြီးရင်12ကိုတီချက Channel ထဲမှာတတန်းပြီးရင်တတန်းအစံလိုက်လေး playlist ထဲမှာဝင်ရောက်လေ့လာနိုင်ပါတယ်အခါမဲ့ကိုအိမ်ကနေကိုအေးအေးဆေးဆေးလေ့လာလို့ရတာဖြစ်ပါတယ်အဲ့တော့အခုတီချက်ကဒါအဲ playlist ထဲကိုကြည့်တဲ့အခါမှာကိုကြည့်ချင်တဲ့ chapter ရဲ့ chapter ရဲ့ playlist ကိုဖွင့်လိုက်ရင်ဒီချက်တို့ login နဲ့ exercise တွေမဆုံးရင်ဟိုနောက်အထီးကြည့်ပြီနော်ပြီးရင် video cover လေးတွေမှကြည့်ပြီနော် video ရဲ့အပေါ် cover လေးတွေမှဒီချက် exercise ဘလောက်လို့အဲ့လိုမျိုးလေးတွေရေးပေးထားတဲ့အဲ့ဒါလေးတွေကိုကြည့်ပြီးမရှိတဲ့ဟာဆိုဟိုအနောက်က part ကိုနောက်ဆုံးအထီးကြည့်ပြီနော်အဲ့ဒီမှာရှာပြီးကြည့်ပြီးလို့ရတယ်တချို့ပုံစံတွေကလိုတဲ့ဟာတွေကိုနောက်ဆုံးမှပြန်တွက်ပေးထားတာဖြစ်တယ်နော်ကဲဟုတ်ပြီဒါဆိုတော့ number 5ကိုကြည့် make only a find the equation of the straight line straight line ဆိုတာမြင်းဖြောင့် no miếng phao equation của cha so ra cả lại equation này lại equation so ra vào là y equal to mx plus c bông ra đọc bia mẹ nó, no? à sau đó chúng ta đi lùm lại m lùm lại c lùm lại nó cái học bì cái này nhà bây giờ chúng ta sẽ chỉ with the given slope given slope rồi bê tan slope gì là y intercept y mà mẹ rồi bê tan slope cả m ိုင်ဖြတ်မှတ်ကစီအဲ့တော့ तू ကပေးပြီးသားတဲ့အရှာစရာမလိုဘူး amnesty ကိုပုံစံမှာပေးထားတာကိုတဲ့တွက်ယုံပဲဆိုတော့မလုံယုံပဲလေ equation မှာအစာသွင်းယုံပဲเนาะအဲ့ဆိုတော့ equation မှာအစာသွင်းအသွင်းယုံပဲဖြစ်တဲ့အတွက်အဲအစာသွင်းမယ်နော်အစားသွင်းမယ်ဆိုတော့အရင်ဆုံးမလုပ်မလဲခြာရေးပေါ့နော် slope m slope ဆိုတာက m ဖြစ်တဲ့အတွက် m equal to က3 y intercept ဖြစ်တဲ့ c equal to က4ဒါဆိုရင် that มีได้ตอนนี้ยี่ยงไหมเนาะ equation ที่ใช้ equation ตัวเบายี่ไรเดอะพี่ส่งยี่แม่ส่ง equ a t i o n equation of the straight line เนาะตัวใดมีคนใดกูไรแต่ equation of the straight line ส่วน dt กูเนาะ dt กูเป็น is แบบเช่นเลย y equal to mx plus c ဖြစ်တဲ့အတွက် y equal to m နေရာမှာ3 x c နေရာမှာ4ဒါပဲနော်အဲ့လိုလေးပဲရေးရုံပဲဒါဆိုတော့ that equation of the straight line is y equal to m x plus 4နော်နောက်တစ်ခုကြည့်နောက်တစ်ခု b ကကြတော့ slope m equal to ga 2 c equal to 0ဆိုတော့ y equal to m x plus theta အရင်ရေးလိုက်မယ်เนาะပြီးမှအဖြေထုတ်လိုက်ဆိုတော့ y equal to m နေရာမှာ2 x plus c နေရာမှာ0ဒါဆိုရင် y equal to 0ဖြုတ်လိုက်မှာဖြစ်သွားလဲ 2x နောက်ဆိုဒီချက်တော့ straight line ရဲ့ equation ရသွားပြီ then equation straight line ကလေးတော့အပြည့်စုံရင်เนาะ equation of the straight line is နော်ဘာဖြစ်သွားလဲ y equal to 2x ဒါပဲနော်ဆိုတော့ c ကိုကြည့် c ကဆိုတော့ m tan pole က0 c tan pole က2အဲဆိုရင် y equal to mx c မို့လို့ m နေရာမှာ0တက်0 into x နော်0ကိုခတ်လဲရတယ်ဝင်ဝင်က0ကိုခတ်လိုက်ပေါ့နော်0 into x c နေရာမှာ2တက်2 ဒါဆိုရင်0နဲ့ x တက်မြောက်တာ0ဖြစ်သွားတဲ့အတွက် y equal to 2တာ equation ရသွားပြီ။ဒါကြောင့်မလို့ the equation of the strike s t r a i g h t strike line l i n e line is ဘာဖြစ်မလဲ y equal to 2ဒါပဲ။နော်အဲ့ဒါဆို c ရသွားပြီ။ခါဒီ d က m equal to က0ပြီးရင် c equal to ကလည်း0နောက်ဆိုရင်ဒီချက်တော့ y equal to mx plus c မှာ y m နေရာမှာ0 x plus c နေရာမှာလည်း0ဒါဆို x နဲ့0နဲ့မြောက်တာလဲ0မို့လို့0ပေါင်းတာဖြစ်တဲ့အတွက် y equal to y equation လေးဒီမှာဖြစ်သွားလဲ0ဖြစ်သွားတယ်ဒါကြောင့်မလို့ that equation of the straight line is ဘာဖြစ်မလဲ y equal to 0ဒါဆိုရင် y 0ဥမာဆိုရင်ဒီစရောက y က0ဆိုတော့ x ကကြိုက်တဲ့နေရာဖြစ်ပေါ့ x ဝင် u နဲ့အပြိုင်မှာရှိမဲ့ equation ဒါเนาะတကယ်လို့ဒီစရောက်က x ကက y ဆိုရင် y တန်ဖိုး0ဖြစ်တဲ့အတွက် x တန်ဖိုး2ဆိုရင် be ma phyat ma le du ma phyat ma dilu myo pyo da no be hope bi a so chelo di bi twa bi so number 6 le yu ji number 6 number 6 ka ja ro find the equation of the line which has which has equation of the line ကိုရှာဆိုခုနအတိုင်းပဲ y equal to ဘာဖြစ်မလဲ mx ကစီကိုရှာခိုင်းတာပြီးရင် which has a slope of ဆိုတော့ slope m ပေးထားတယ် m တန်ဘိုးလေးက -2.3 and ပြီးတော့ passes through the point အမှတ်ကိုဖြတ်သွားတယ်9.4အမှတ်ကိုဖြတ်သွားတယ်ဒါဆိုရင်ဒီချက်တို့အရှိမတင်ထားတယ်အခုပေးချက်ကိုကြည့်ရင် m ပေးတယ် m equal to m ပေးတဲ့ m equal to minus 2 by 3ပေးထားပြီး point က9.4လို့ပေးထားတယ်။ဒါဆိုရင်ဒီစရုပ်ဒါပေးချက်ဒီပါလေ။အမှတ်တစ်ခုနဲ့ slope တစ်ခုပေးထားတာ။ဒါဆို formula ကဘာဖြစ်မလဲ။ y minus y1 equal to m into x minus x1 အဲ့ဒါဆိုတော့ဒီ formula သုံးလို့ရတယ်။အဲ့ဒါဆိုရင်အဲ့လို formula သုံးလို့လည်းရသလိုနောက်တနည်းပေးထားတဲ့ point y 9/4 y mx + c ကနေပြီးတော့မှရှာပြီးတော့မှတွက်လဲရတယ်။အဲ့တော့ဒီ formula ပဲသုံးမယ်ဒီချက်ကအဲ့တော့တိတဲ့ point လေးဒီ x1 y1 ဖြစ်တယ်နော်။ဒါကြောင့်မလို့ y - y1 ဆိုတော့4 m က -2/3 နော်။ x - x1 လေးက9 ဆက်ရှင်းမယ်နော်အဲ့ဆိုသူ့ဆက်ရှင်းမယ်ဆိုတော့တချို့လိုဒီ minus လေးကို minus 2.3လေးကိုဝင်မြောက်သွားနော်ဝင်မြောက်သွားတော့ y equal to y minus 4 equal to the minus 2.3 x minus minus or plus 9နဲ့ဘယ်သူနဲ့မြောက်2.3နဲ့မြောက်နော်ဒါ plus ဖြစ်သွားပြီအဲ့ဒါဆိုရင်ဒီက minus 4လေးကိုပဲရွှေ့မယ်ဆိုတော့ plus 4နော်ဆိုတော့ minus 2.3 x နိုင်နဲ့ဆိုတော့3 3 4ဖြစ်တဲ့အတွက်3နဲ့လီ6မို့လို့ plus 6 minus 4ဒီပဲရွှေ plus 4เนาะအဲ့ဆိုအဖြေကဘယ်လောက်ရသွားမလဲ minus 2 by 3x plus 10ရသွားပြီအဲ့ဒါဆိုတော့အဖြေထုတ်ပေးလိုက်ပေါ့เนาะအောက်ဆုံးမှာ the equation of the line is 3 ရလာတဲ့အဖြစ်ရေ y equal to minus 2 by 3x plus 10တာပဲနော်ကြဟုတ်ပြီအဲ့ဒါဆိုဒီချက်နောက်ဗီဒီယိုလေးတွေဆက်ဆောင်ကြည့်ပေးပါအားလုံးမင်္ဂလာပါ